ဒီကနေ့ဇွန်လ28နေ့မနက်ပိုင်းကစတင်ပြီးထိုင်းနိုင်ငံဘန်ကောက်မြို့လယ်ရှိဒီမိုကရေစီအထိမ့်မတ်ကြောက်တိုင်မှာဝင်ကြီးချုပ်ဖေတောင်တန်ရှင်နာဝက်ယာတုမနှုတ်ထွက်ပေးဖို့ထိုင်းပြည်သူတွေဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်းလက်ရှိလွှတ်တော်ဥက္ကဋ္ဌဟွန်ဆင်းနဲ့ဖုံပြောဆိုခဲ့တဲ့အတံဖိုင်ပေါက်ကြားပြီးတဲ့နောက်ရှဝါထောက်ခံသူတွေနဲ့အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေကဝင်ကြီးချုပ်ဖေတောင်တန်ရှင်နာဝက်ယာတုမနှုတ်ထွက်ဖို့ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။ ဆန္ဒပြပြည်သူတွေလုံခြုံရေးအတွက်မြေပြင်နဲ့ဝင်ဟင်တို့မှကင်းလဲဖို့ဘုံရှင်လင်းအဖွဲ့နဲ့အတူပောက်ကွဲစစ်တပ်တဲ့ပစ္စည်းတွေရှာဖွေရေးရဲခွေးခေနိုင်ရှစ်ကောင်ကတာဝန်ယူခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဆန္ဒပြပွဲအနီးတစ်ဝိုက်မှာလုံခြုံရေးကင်မရာအလုံး200ကျော်တပ်ဆင်ထားပြီးတော်ဝင်ထိုင်းရဲတပ်ဖွဲ့နဲ့ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့တို့ကစောင့်ကြည့်ခဲ့ကြတယ်လို့သိရပါတယ်။အဆိုပါရှဝါထောက်ခံသူတွေနဲ့အမျိုးသားတက်ကြွလှုပ်ရှားသူတွေဆန္ဒပြရာနေရာဘန်ကောက်မြို့ ဒီမိုကရေစီမှတ်တိုင်အနည်းကိုအလုတ်ကိစ္စနဲ့ဖြတ်တန်းသွားလာခဲ့တဲ့မြန်မာအလုတ်သမား9ဦးနဲ့ကမ်ဘောဒီးယားအလုတ်သမား2ဦးတို့လည်းထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးထားတယ်လို့သိရပါဗျ။အဆိုပါအလုတ်သမား10ဦးဟာဆန္ဒပြတဲ့နေရာအနည်းကိုဖြတ်တန်းမောင်းနေစဉ်ထိုင်းရဲတပ်ဖွဲ့မှတားဆီးစစ်ဆေးပြီးအလုတ်ကိစ္စဖြစ်ဖြတ်တန်းသွားလာကြောင်းပြောပေမဲ့မတင်ကမှုဖြစ်ဒေနန်ယက်စ်ခန့်မှာထိန်းသိမ်းထားပြီးနေထိုင်ခွင့်ဆိုင်ရာအထောက်အထားတွေနဲ့ ထိုင်းနိုင်ငံနဲ့ဝင်ထွက်သွားလာမှုအပါအဝင်ဆန္ဒပြပွဲနဲ့ပတ်သက်ခြင်းရှိမရှိတွေကိုစုံစမ်းစစ်ဆေးနေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြနေကြပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်အငင်းပွားမှုနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်ဖေတောင်တန်ရှင်နာဝတ်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းလက်ရှိလွတ်တော်ဥက္ကဋ္ဌဟွန်စင်တို့အလို့သဘောပြောဆိုဆွေးနွေးခဲ့ကြတဲ့အတန်ဖိုင်လူမှုကွန်ရက်မှာပေါ်ကြားခဲ့ပြီးတဲ့နောက်ဝန်ကြီးချုပ်ရဲ့ပြောဆိုချက်တွေဟာနိုင်ငံတော်ရဲ့လုံခြုံရေးအချုပ်အခြာအာဏာကိုထိပါစေပြီး နိုင်ငံတော်အကြီးအကဲကျင့်ဝတ်ချိုးဖောက်ရာရောက်တဲ့အပြင်ထိုင်းနိုင်ငံရဲ့ဂုံတိတ်ခါထိုင်းစစ်တပ်ရဲ့တိတ်ခါကိုကြာဆင်းစေတာကြောင့်အထက်လွှတ်တော်ဥက္ကဋ္ဌနိုင်မွန်ခုံဆူရစစ်ကြောဥဆောင်တဲ့အထက်လွှတ်တော်အမတ်36ယောက်ကဇွန်လ19ရက်မှာဝင်းကြီးချုပ်ဖေတောင်တန်းရှင်နာဝက်အနေနဲ့ယာရုကနှုတ်ထွက်ပေးဖို့ဒါမှမဟုတ်လွှတ်တော်ကိုဖျက်သိမ်းဖို့အခြေခံဥပဒေတရားရုံးကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်။အဆိုပါပေါက်ကြားလာတဲ့အသံဖိုင်ထဲမှာတော့ဝင်းကြီးချုပ်ကအမတ်နဲ့စစ်တိုင်းမှုဟာအစိုးရနဲ့ဆက်ကျင်ဘက်ဖြစ်တဲ့အကြောင်းနဲ့ ဟွန်ဆန်လိုအပ်တာကိုဆောင်ရွက်ပေးသွားမယ်အကြောင်းပြောဆိုထားပြီးထိုင်းပြည်သူတွေအတွက်မကြေမနက်တွေများစွာဖြစ်ပေါ်စေခဲ့ပါတယ်။ဝန်ကြီးချုပ်ကတော့အဆိုပါပြောဆိုမှုဟာစစ်ဆက်ညှိနှိုင်းမှုအောင်မြင်ဖို့အတွက်ပြည်ရဲ့တုံပြောဆိုတာဖြစ်ကြောင်းပြန်လည်ပြောကြားထားပြီးအမတ်နဲ့စစ်တိုင်းမှုကိုလည်းလူကိုယ်တိုင်တွားရောက်တောင်းပန်ခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်ထိုင်းပြည်သူတွေကိုလည်းသတင်းစာရှင်းလင်းပွဲပြုလုပ်ကတောင်းပန်ခဲ့ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းလက်ရှိလွတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ဟွန်စင်ကတော့သူ့အနေနဲ့ အီတန်ဖိုင်ကိုစတင်ထုတ်လွှင့်ခဲ့တာမဟုတ်ဘဲသူနဲ့ရင်းနှီးသူလူပေါင်း80စီကိုသာဖြန့်ဝေကြောင်းပြောဆိုထားပါတယ်။ရာဒုကနေနှုတ်ထွက်ပေးဖို့ညမောင်အဆွေအဖွဲ့မှပါဝင်နေတဲ့နိုင်ငံရေးပါတီရဲ့နှုတ်ထွက်ပေးဖို့နဲ့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့အင်အားပြရမယ်ဆိုတဲ့အချက်အပါဝင်၎င်းတို့လူလားမှုတွေကိုထိုင်းနိုင်ငံဘန်ကောက်မြို့လယ်ရှိဒီမိုကရေစီအထိမ့်မှတ်ကြောက်တိုင်အနီးဆန္ဒထုတ်ဖော်ကြွေးကြော်တောင်းဆိုနေချိန်မှာထိုင်းဝန်ကြီးချုပ်ဖေတောင်တန်ရှင်နာဝက်ကတော့ ထိုင်းစစ်တပ်ပိုင်လေးနဲ့ချင်းမိုင်ခမ်းဖယံမင်းလိုင်မြို့နယ်မဲပောင်ကြီးရွာကရေပင်းနဲ့ပြည်သူတွေကိုတွားရောက် တွေ့ဆုံအားပေးစကားပြောကြခဲ့ပြီးကယ်ဆယ်ရေးနယ်ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့တာဝန်ရှိသူတွေကိုညွှန်ကြားနေကြောင်းထိုင်းသတင်းမီဒီယာတွေမှာဖော်ပြလျက်ရှိနေပါတယ်ခင်ဗျာ